င်္ဂလာပါရှင်ဒီကနေ့မှာတော့ဆရာမလေးကဇာတာပရိသတ်သမီးများအတွက်ဟောစနေကိုတင်ဆက်ပေးမှာဖြစ်ပါတယ်အဲ့တော့ဇာတာပရိသတ်သမီးလေးတွေကတော့ဒီကာလမှာအဲလုံသမ ्या ကြိုင်သမ ्या တချို့ကိစ္စတွေပေါ့နော်လက်ရှိမှာပေါ့နော်တကယ်လုံသမ ्या အရာရာချိုးရင်းနေတယ် တဲ့အဲရေစုံမျောနေတယ်အဆင်မပြေဘူးเนาะကိုရန်သူမျိုးငါပါလှည့်ပဲပြီးဒုက္ခပေးနေတယ်လို့ခံစားရတာမျိုးရှိတယ်ဆိုလို့ရှိရင်တော့ဒီဇာတာရှင်လေးတွေအနေနဲ့ကုသိုလ်ကောင်းမှုများများလှုပ်ဆောင်ပေးဖို့လိုအပ်တယ်။သင်က independent ဖြစ်တယ်ဘသူမှမမိခိုးဘူးဘသူမှလည်းအဲကိုကအတင်းပေါ့နော် like ကပ်ပြီးနေရတာမျိုးမကြိုက်ဘူးเนาะကိုသူများအပေါ်မှာမိခိုးရတာချက်ကိုအားကို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 ချရဘကိုရက်တည်ပြီးတော့ကိုကိုယုံကြည်မှုရှိရှိနဲ့နေထိုင်တဲ့သူမျိုးပေါ့အမျိုးသမီးလေးတွေဆိုလည်းအဲ့လိုလူမျိုးတွေပို့ပြီးတော့များလိမ့်မယ်ပေါ့နော်အဲ့တော့နောက်ကကျတော့လျှက်စစ်အန်ရ ဝါရရှော့စီပူမီပူရင်းနှွေးပူအစားရှိတဲ့ပြင်အပူနဲ့ပတ်သက်တဲ့ဟာမျိုးတွေကိုရှိရောက်လာနေတယ်ကိုကိုတိုင်းကလည်းစိတ်ပူလူပူတွေးပူဖြစ်နေတဲ့အချိန်မှာအဲ့လိုအပူတွေပို့ပြီးတော့ရောက်လာနိုင်တာဖြစ်တဲ့အတွက်အဲဒီမိဖို့ချောင်းမှာပေါ့နော်ကိုယ့်ရဲ့အိမ်နောက်ဖေးမိဖို့ချောင်းမှာသွားပြီးတော့နိုးစီကွက်လေးတစ်ခွက်ထဲမှာနှင်းစီပန်အနီအောင်တပွင့်ကိုမနဲ့မှထည့်ထားပါညနေပိုင်းလောက်ကြလို့ရှိလို့ရှိရင်အဲ့ဒီဟာတော့အကုန်လုံးကိုသွားပြီးတနေရမှာစွန့်ပစ်ပေးပါပြီးရင်လှည့်မကြည့်ပါနဲ့เนาะအဲ့ဒါထားခဲ့ပြီအမိုက်ပုံမှာပဲပြတနေရမှာစွန့်ပစ်ပြီးပြန်လာခဲ့ပါပြီးတော့ ဖြုတ်တည့်ရပေါ့နော်ခါမြန့်ခါနာဒါမျိုးလေးတွေလည်းဖြစ်တတ်တယ်ပေါ့နော်နောက်တစ်ခုကကြတော့ဒီ ကျမကြီးအနေနဲ့ကကြတော့မျက်စိအားနေတာမျိုးเนาะမျက်စိအားနေတာမျိုးပြီးတဲ့အခါမှာခေါင်းမူခေါင်းကိုက်ကြီးပေါင်းတက်တာမျိုးအာယုံကြောတွေခံစားနေရတာမျိုးတွေဖြစ်တတ်တယ်။အားရှိတဲ့အစားစားလေးတွေစားတော့ဖို့လဲဆီမလေးကတော့အကြံဉာဏ်ပေးချင်ပါတယ်။ပြီးတော့အဲဒီဇာတာရှင်ကြီးအနေနဲ့အဲကို့အတွက်ကျမကြီးတွေပိုကောင်းအောင်ကို့ရဲ့လုပ်ငန်းတွေအဆင်ပြေအောင်အလင်းဓာတ်တွေများများလှူဖို့လိုအပ်တယ်။နောက်ကန်ကျမကဘလောက်တောင်လဲဆိုတော့အလင်းဓာတ်တွေများများလျှက်စစ်မီးတွေလှူမယ်၊ဆိုလာမီးတွေလှူမယ်၊အလင်းတွေများများလှူလေကို့ရဲ့ကန်ကျမပို့ပြီးတောက်ပါလိမ့်မယ်ပေါ့နော်။ကို့ရဲ့အဲဒီဖုံးတကူအာဘလိုပြောမလဲအရာဟောတာ အချိန်ကဘာပို့ပြီးတော့ထွန်းလင်းလာလေးပဲပေါ့နော်ပြီးတော့နောက်တစ်ခုကကြာတော့ဒီဇာတာရှင်နေနဲ့မျက်စိနဲ့ပတ်သက်ပြီးတော့ပေါ့နော်မျက်မှန်တက်ရတာမျိုးအမိသားစုတွေမျက်မှန်လိုရတာမျိုးတငငချင်းတွေမျက်မှန်လိုရတာမျိုးတွေနဲ့အဲကြုံရနိုင်တယ်ပြီးတော့ဒီထက်ပိုကောင်းတဲ့ perfect ဖြစ်တဲ့ lifestyle တစ်ခု life ပေါ့နော်ဒီဘဝတစ်ခုရဖို့အတွက်ကိုတိတ်မကြခင်အနေထားမှာကိုဖြစ်ချင်တဲ့ဆန္ဒတွေလောက်ချင်တဲ့ကိစ္စတွေအားလုံးကထဲထဲဝင်ဝင်နေအကောင့်ထဲပေါ်တိုင်းမှာဖြစ်တယ်ပြီးတော့အဲ ဘလောက်တောင်ကန်ကြမှာအကောင်းကြီးဖြစ်လာမယ်ဆိုတော့ထီပေါက်နိုင်တယ်လို့ထင်တာပဲထီပေါက်တက်ကတော့ငွေတွေဝင်လာနိုင်တာမျိုးပေါ့နော်ကိုယ်ကလုံနေတဲ့လုတ်တရားပဲအရန်ကိုအောင်မြင်ပြီးတော့ထီတွေပေါက်တာမျိုးလည်းဖြစ်နိုင်တယ်အဲ့တော့ကန်ကြမှာအကောင်းဆိုးကတော့ဒွန်တွဲနေတယ်လက်ရှိမှာအရန်မကောင်းဆိုတဲ့သူတွေဒီတိတ်မကြပြီးမှကန်ကောင်းလာနိုင်တယ်ရခင်နှစ်က ဥပမာရခင်ကလုတ်တဲ့ကိစ္စတွေရခင်နှစ်ကလုတ်တဲ့ကိစ္စတွေကောင်းတဲ့အိမ်ဟာတွေလုတ်ခဲ့တယ်ဆိုရင်အဲ့ဒီကောင်းတဲ့ကံရဲ့အကျိုးဆက်ကိုယခုမှပြန်ပြီးတော့ခံစားရမယ့်အနေအထားလေးဆရာမလေးကတော့တွေ့ရတယ်။အဲ့တော့ဘာပဲလုပ်လို့ကိုယ့်အတွက် boundary ထားပါ limit ထားပါတချို့ကိုယ်စိတ်ပင်ပန်းစေတဲ့သူတွေကိုတော့လက်လွတ်ခဲ့ပါ။တော့ဘယ်လိုမှပဲဖြစ်ဖြစ် friendship ပဲဖြစ်ဖြစ်အဲလုပ်ငန်းနဲ့ပတ်သက်တဲ့သူပဲဖြစ်ဖြစ်တငယ်ချင်းပဲဖြစ်ဖြစ်အရာအားလုံးကိုကိုယ်ကလက်လွတ်ပြီးတော့ထားခဲ့ပါ။เนาะအရင်ကချမ်းသာကြွားပြီးတော့လက်ရှိမှာအဲခါတည်းကြလို့ရှိရင်အထည်ကြီးပဲဖြစ်နေတဲ့သူတွေရှိမယ်အဆင်မပြေတော့တဲ့သူတွေရှိမယ်ဒါပေမဲ့အဲ့လူတွေအကောင်လုံးတိတ် မစိုးရိမ်ပါနဲ့နောက်ထပ်မကြခင်မှာနော်ဟိုကို့အိမ်မှာရှိတဲ့အပင်တပင်ကနေပြီးတော့ရွှေသီးတွေငွေသီးတွေတီးနေတယ်လို့မျိုးအသီးတွေနော်ရွှေသီးငွေသီးတွေကိုတောင်စားသုံးရတဲ့နမိတ်မျိုးကိုဆီယမ်မာလေးကမြင်လာဖြစ်တဲ့အတွက်အိမ်ကဖေးအားမှာသွားပြီးတော့မလုပ်ရမလဲသလားပတိတပင်လို့ပုံစံမျိုးလေးတွေပေါ့နော်ရွှေပတိတပင်ငွေပတိတပင်လို့အဲဒါလမ်းမှာ sorry လမ်းမှာလေဒီလို ဖခင်အကြောင်းဆောင်နဲ့ပတ်သက်တဲ့ဆိုင်လေးမှာပေါ့နော်ဖခင်နဲ့ပတ်သက်တဲ့ဆိုင်လေးအဲအဲ့လိုမျိုးနိဗ္ဗာန်ကုန်ဆိုင်ကြီးမှာရောင်တက်တဲ့ပရိသဘင်ပုံစံလေးတွေပေါ့နော်အဲ့လိုမျိုးလေးတွေဝယ်ပြီးတော့လှူထားတာမျိုးဒါမှမဟုတ်လဲလာမဲ့ကထိန်ကြလို့ရှင်လေအဲ့လိုပရိသဘင်တီးတဲ့အခါမှာကိုတက်နိုင်တဲ့အင်အားလေးနဲ့လှူတာမျိုးဖြစ်ဖြစ်ပြည့်စုံတဲ့သူကပြည့်စုံလို့ချမ်းသာတယ်သူကချမ်းသာတယ်လို့လှူနိုင်တယ်လို့မပြည့်စုံသေးတဲ့သူကလည်းကိုတက်နိုင်တဲ့အင်အားလေးနဲ့လှူမယ်ဆိုလို့ရှင်တကယ်ကိုကိုယ့်အိမ်မှာပရိသဘင်အပင်ပေါက်လာတယ်လို့မျိုးပဲတကယ်ကိုထူးထူးခြားခြားနဲ့အဆင်ပြေအောင်မြင်မှုတွေရလာမယ်လို့ဆရာမလေးကတော့အကြံဉာဏ်ပြောခြင်းပါတယ်ပြီးတော့သင်ဟာညံညံသွေးကောင်းနဲ့ထက်မြက်တယ်ဒါပေမဲ့အခုတော့အတွေးတွေမ ရတယ်အတွေးခေါ်ကောင်းရင်ဒါနဲ့အတွေးတွေများပြီးအိမ်မပြောတာမျိုးနေနေညာနဲ့မှားနေတာမျိုးလေးတွေလည်းဆံမလေးတွေ့ရတယ်နော်အဲ့ဒါလေးတွေလည်း give site ပြမယ်ပေါ့နော်သင်ကန်ကောင်းမှုအတွက်အသုံးပြရမယ့်အရာတွေပေါ့နော်အသုံးဆောင်ပစ္စည်းတွေပေါ့အဲ့ဒါတွေမှာအစိမ်းအောင်ပါတဲ့အရာလေးတွေမြင်များသုံးဆွဲပေးဖို့ပြောချင်ပါတယ်နော်အဲပြီးတော့မိမိရဲ့ဘေးနားမှာအဲဘယ်လိုပြောလဲအရာအောင်ဆောင်မိတ်ဆွေတွေရှိတတ်တယ်အဲသူတို့ကသူတို့တော့ ဟိုအပြစ်ကင်းစင်တဲ့ပုံစံမျိုးနဲ့ပြီးရင်ကြွယ်ရကြတော့မှကိုယ်ကိုအပုတ်ချနေတာမျိုးတို့ကိုယ်ကိုထိုးနှက်နေတာမျိုးတို့ခြေထိုးခံတာမျိုးတို့နှောက်ရှက်နေတာမျိုးတို့အဲ့လိုလိုမျိုးတွေကိုယ်အနီးနားမှာရှိတတ်တာတော့သတိပြုစီကျင်ပါတယ်ဆရာမလေးကတော့ကဲအဲ့တော့ယခုကနေစပြီးတော့ကံကောင်းခြင်းအဲနမိတ်တီရရှိတော့မဲ့ဇာတာရှင်တို့အနေနဲ့ယခုကနေစပြီးတော့ပုံမကောင်းမွန်တဲ့အနာဂတ်တည်ဆောက်နိုင်ပါစေလို့ဆရာမလေးဆုမွန်ကောင်းတောင်းပေးအပ်ပါတယ်ရှင်။